ါပဲဒီရောအောင်လည်းတော့ပါသေးလူရေးလည်းပဲပဲပေါ်ပါသေးအမေဥတနာအမေကြောင်လည်းရှာနေရကျောင်းဆင်းပြီဆိုရင်ညီမလေးတွေကိုဝင်ကြည့်တယ်ညီမလေးဘယ်လိုနေလဲရောတထောင်ပွားလဲနှစ်ထောင်ပွားလဲဟဲ့အဲ့လိုမျိုးဝင်ဝင်ပြေးတယ်ခွင်းနေဆုံးငယ်တဲ့ဥစ္စာကိုမစားဘူးလေ Thank you. 手和表不行。对面那个上午在毒品里啊，我来这个，估摸是用时间没多来的。 ားကတော့ငယ်ပြီးခြေပါတယ်ဟိုခလေးကိုပိန်ကြည့်နိုင်ဘောနော်အဲ့လိုမျိုးတနေ့ရတနေ့လောက်မရှိတာပေါ့အဲ့လိုမျိုးရောရိုးသားလည်းဆုံးမကြီးဆိုတော့ဒါလေးတွေပဲရှိတာပါအကွဲကိုလည်းဝတ်ချင်ယူရဲဟိုကစူပါကြောင်လည်းပါအမေမေရတယောက်လည်းလိုက်ရှာနေရတော့ ဟိုမိသားစုအဆင်မပြေတာလည်းပါတယ်ကိုရင်လေးကလည်းဟုတ်ချင်တယ်ဆိုတော့အားအကြောင်းကိုခွခိုင်းလိုက်တာပါကိုင်းဒီမိုင်းနေမကောင်းလို့ဆိုပြီးတော့ကိုယ်ခဏခဏဒီကိုမြဲတယ်လားလာဟိုပတ်စံလေးပါရန်ညီမလေးအတွက်ပေးရတမေရတယ်ညီမလေးဒီဇိုင်းပဲဝယ်တိုက်ဖြစ်တာပြောမဆိုရင်ဒင်းငါလောက်လောက်ပဲရှိသေးတယ်ဘာဖြစ်လို့လဲဆိုတော့ပထမတော့အဲ့လိုပဲဘိုက်ကပူပူနေတယ်ဘိုက်ပူနေတော့ဟောဒါတော့ပော့ဆက်ဆာလေးပေါ့နော်ဘုံကဘာမှမဖြစ်လောက်ဘူးကိုထားလိုက်တာပေါ့ ။နောက်လာပိုင်းမယ်ကြအောင်မေးသမီးမရတော့ဘူး။သူကလည်းစိတ်ဆောင်နေမယ်။အေးကိုမရှိမှန်းသိကြော်လေ။မပြောဘူး။အဲ့တညလည်းကြအောင်တနေ့ဦးနေညလည်းကြအောင်။မေးကြီးကသမီးတီကကြက်လာတယ်။သမီးအသက်ရှူလို့မွားတယ်မေးကြီး။အေးအေးခဏနေရောအဲ့ဒါဆိုလို့ချင်းမိုးလင်းအောင်လို့ဆောင်းသမီးညဘက်ကြီးဖြစ်သွားတာဘူး။အဲ့ကုမလည်းမရှိဘူးပေါ့။အဲ့လိုပဲပြောလို့ပြော။သမီးမောတယ်ကြက်တယ်ဆိုအဲ့ဒါပန်ငါလေးလေးငွေပါလေးငွေအကုန်သူ့ကိုအေးအောင်လုပ်ပြီးတော့နည်းနည်းအမောစီအောင်လို့တစားလေးပဲလိုက်တော့စီတယ်ပေါ့နော်အာ ဈေးတန်းကိုတွားပြီးအခုလိုတွားတော့တာခလေးကတော့ဒီပုံဒီတွားမယ်ဈေးကန်းကိုအမှန်တကယ်တော့ဈေးကန်းနေတွားပြတာဈေးကန်းနေလက်တိမခံခလေးကဘိုက်ကပုံပြီးတော့ဈေးုံကိုလွှတ်တယ်ပြောပြတာဘာလို့မရှိဘူးဆိုတော့မရှိလည်းမရဘူးဈေးုံတွားမှရမယ်ဆိုတော့ထိုင်လာရဈေးုံတက်လိုက်တာတိုက်တဲ့ဟိုရောက်တော့သွေးလိုတဲ့ဘာညာဆိုတော့ဒီကပါသွားတာပစံလေး9000ဒီကအတိုးလေးနဲ့ဆွဲသွားလိုက်တာပစံ9000ဆိုခုမှအဲ့လောက်နဲ့အဆင်မပြေဘူးလေဆရာလေးကဘယ်လိုပြောလဲဆိုတော့အသေးကြီးတယ်အသေးကြီးရဲ့ဒီသွေးလိုတယ်သွေးပဲသွင်းရမယ်ဆိုတဲ့စကားပဲပြောတယ် ဲ့တော့ဒီတပလင်းဆိုလောက်ပြီလားဆိုတော့လောက်ပြီတဲ့ဒီပလင်းဆိုလောက်ပြီဆိုရင်ညီမတို့ကိုပြန်ပြီးတော့ဆင်းခိုင်းလိုက်တယ်ဆင်းခိုင်းလိုက်တော့ဒီရောက်တော့ဘလောက်မှမကြောက်ခလေးကပြန်ပြီးတော့ပြန်ဖောက်တာလေဖောက်တယ်ဆိုတော့သွေးရတယ်ဒါနဲ့နောက်ကပြောမှဆိုရင်တော့ဟိုသွေးလွတ်ထားတဲ့အချိန်နဲ့အစာလေးများများကျွေးလို့ချင်တယ်ခလေးကအားမပြတ်ဘူးပေါ့ကိုကအဲ့လိုမျိုးအစာနိုင်နိုင်မကျွေးနိုင်ဘူးလေအဲသူများဟိုဟာလေးပေးတရားလေးပေးတော့ပဲကျွေးနိုင်တယ်ဆိုတော့ခလေးကအဟာရပြန်ပြတ်သွားတော့အမပြန်ပြီးထိုးကြအောင်လားမိုးလေကျက်တယ်မိုးလေကျက်တယ်ပြန်ဖြောပါ ။သူမဘလို့တွေခံစားရလဲအခုချိန်မှာကျမလေး။ကြပြရလေမိုးရေကျလဲကျလဲအသေးရှူရမောအသေးလေးကြီးကြဒါပေမဲ့သူ့ရဲ့ပုံကိုကြည့်ရတာဒီလေလုံးကလည်းရှိနေတယ်ဗောနော်ခလေးပိုက်ထဲမှာအဲ့တော့ခလေးမီဟာလပြင်းဆေးရုံကိုသွားပါတဲ့ဘာလို့လဲအိုက်ဆေးရုံကဟိုခလေးတွေကုတာများတယ်ဗောနော်ဆေးရုံတွင်ဖို့ကြတော့ဟိုညီမတို့ကလည်းစားဖို့အခက်ခဲတောင်ဖြစ်နေတာဆိုဒီဆေးရုံဈေးကိုမတက်နိုင်တော့ ဒီကိုစီမီဂျိုလေးနဲ့ဟိုလူကဓာလေးကောင်းနေဆိုတိုက်လိုက်ဒီလူကဓာလေးကျွင်းဟိုလူကဓာလေးကျွင်းနဲ့ခလေးကိုပြောပြဆိုတော့ဟိုမတေးအောင်လို့အသက်ဆက်နေတဲ့သဘောပေါ့တေးမင်းတွေစောင့်နေသူတို့ဖြစ်နေရပေါ့ဘာလဲဆိုတော့ကိုမဆေးုံဆေးကမသွားနိုင်တာဟုတ်ပါဘူးအာလလောဒီဒီဒါချေတာဒီဒီချေတာတနေ့ကိုလေး6000 9000ရတယ်ကိုလက်ပေါ်မှာမူတရားပေါ့နော်ဟိုဟို3နာရီလောက်ပြန်လာလို့ချင်းဒီ6000လောက်ရတယ်၄နာရီ5နာရီလောက်ဆိုပြီး9000 8000လောက်ရတယ်အမေကိုတနာအမေကြောင့်လဲရှာနေရ ဒီမှာလေးကကျမကြီးမကောင်းဆိုတော့တမီးချေုံတက်ချင်ဆောကပြောင်းပူစီဆောကပြောင်းသွားတယ်တမီးပါလေးဆက်ဖြစ်ချင်နေတာလေကျောက်ကတမူလေးလောက်တိုင်းဒီမာရီကလည်းမြေမြေပြန်ကောင်းချင်တယ်။မာရီကြောင်းလဲဆက်ထားချင်တယ်။ဟောဒီမနေ့ကပဲရှိတာသေးတော့အတူတူနေချင်တယ်။ကြောင်းဆင်းပြီဆိုရင်ညီမလေးတွေကိုဝင်ကြည့်တယ်။ညီမလေးဘယ်လိုနေလဲ။ရော့တထောင်ပွားလဲ။နှစ်ထောင်ပွားလဲ။ ။အဲအဲ့လိုမျိုးဝင်ဝင်ပေးတယ်ခွင်းလေး။ဆုံးငယ်တဲ့ဥစ္စာကိုမစားဘူးလေ။သူညီမလေးဝင်ဝင်ပေးတယ်အဲ့လိုမျိုး။ကြောက်ကောကြောက်မလားမမီ။ကြောက်ဘူး။တတိယတော့ကောင်းတတိယတော့ကောင်းတယ်ဆေးထိုးဘာညာဆိုတဲ့ဒီတုံမသွားဘူး။ဒီယောဂသမီးကြော်ဖြတ်နိုင်မယ်လို့ယုံကြည်တယ်ပေါ့။ကြည့်လာရောမင်းပြာဘာဖြစ်ချင်တာလဲ။ကျောင်းထပ်ပြီးအမေလုံးလုံးချင် ဆေးရုံတက်ပေးခြင်းနဲ့ဟိုသူယောဂါလေးပဲကောင်းနေတာပေါ့နော်ယောဂါလေးကောင်းသွားလို့ရှိရင်သူဖြစ်ခြင်းနဲ့ကြောင်းဟိုပြန်တက်လို့ရတာပေါ့နော်အခုကတော့ခွင့်ယူထားတာပေါ့နော်ခလေးကတော့သူတကယ်ချင်းနေရတဲ့ကြောင်းတက်နေတော့အာကြောင်းသွားရင်ကြည်ဟောကောင်းမှာပေါ့ကောင်းမှာပေါ့လို့ပြောတာပေါ့တော့ကအများဆုံးကောင်းကုသပြပါလို့ပြောသိတယ်ဘောရောကကိုညီမကြီးအများကြီးကောင်းကြည့်ရခြင်းတယ်အဲ့ရမှာလည်း ။ဒါလိုမိသားစုရဲ့ဟိုနည်းနည်းဟိုညီမလေးအခုကြည့်နေတဲ့လူတွေဟိုအဆမ်းမင်းမလေးနဲ့တန်းကြီးကိုင်းညီမလေးလူလိုက်ပါသေး။ဟိုပြောချင်ချင်းနဲ့ဟိုကလေးရဲ့ကျမကြီးလေးကောင်းဟိုတဖတလန်းလေးကကုသပေးလို့ချင်းဝမ်းမြောက်ဝီတိဖြစ်ပါတယ်လို့ကိုအနေနဲ့ကတော့ကလေးကိုပြောမကြည့်ကြည့်ရုံပဲကြည်နိုင်တယ်သေးသေးပါရင် မကုသနိုင်ဘူးပေါ့နော်ဒီလိုမျိုးကုပေးမဲ့သူတွေပေါ်လို့ချင်း များကြီးလည်းဝမ်းလဲဝမ်းသာပါတယ်ကျေးဇူးပဲတင်ပါတယ်